ဒီဘက်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိတနင်္ဂနွေနေ့ဝေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်တာအတွင်းမှာတော့တနင်္ဂနွေနေ့ဝေးဖွားသူတွေဟာကျွန်တော်တို့ကောင်းတဲ့ခီးတစ်ခုသွားရလိမ့်မယ်။အဲ့တော့ခီးကောင်းတွေသွားရလိမ့်မယ်။ကောင်းတဲ့ခီးတွေသွားရလိမ့်မယ်။အဲ့တော့ဒီရက်တွေအတွင်းမှာအရေးကြီးတဲ့ကိစ္စတရက်ကိုကျွန်တော်တို့စတင်လောက်ကန်ရတတ်တဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့အလုံနေရာပြောင်းရတာမျိုးအိန္ဒိယပြောင်းရတာမျိုးအလုံနေရာတွေအိန္ဒိယတွေ ြုပြင်မောမှန်တာမျိုးတွေကျွန်တော်တို့ဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖောက်သူတွေဟာကျွန်တော်တို့အခွင့်အလမ်းအစ်တွေကိုယ်တကြီးဝါရင်ကိုယ်တချမ်းသာခြင်းကိုယ်တအောင်မြင်ခြင်းဆိုတဲ့ကျွန်တော်တို့အခွင့်အလမ်းအစ်တွေထိုက်တိုက်တန်တန်ရရှိနိုင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွင်မှာတော့မြေတီကိစ္စမဆိုကျွန်တော်ရားလက်ကောင်းနေအလားအလာကောင်းနေနဲ့ကျွန်တော်တို့အောင်မြင်မှုကောင်းနေကျွန်တော်တို့ကြုံမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွင်မှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့အပင်မခံထားတဲ့ကကိုဘလောက်ပဲအပင်မခံထားခဲ့ ခံထားခဲ့အဲ့တော့အပင်မခံထားတဲ့မြတ်ကျွန်တော်တို့အောင်ပွဲခံရမယ့်ရက်တွေတို့နမိတ်ကောင်းဖတ်ချင်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ထူးထူးခြားခြားကိစ္စတွေကျွန်တော်ဘယ်ကိစ္စတွေနဲ့ပတ်သက်ပြီးကိုယ့်အတွက်အကျိုးရှိတဲ့ဘယ်ကိစ္စတွေဟာထူးထူးခြားခြားကိုယ့်အတွက်အဆင်ပြေအောင်မြင်လဲဆိုတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ယတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စတွေ လဖေးဆိုင်တို့ကျွန်တော်လဖတ်ဆုလဖတ်ကြောင့်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလိုလာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေတွတ်တန်တစ်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတတို့ရေတွဲကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတင်းငွေနေနေမွေးဖွားသူတွေဟာထူးထူးခြားခြားပုံပြီးတော့အောင်မြင်အဆင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်အဆင်ပြေအကျိုးရှိပြီးတော့ဘယ်ကိစ္စတွေနဲ့ဆက် ဘယ်ကိစ္စတွေဆိုရင်ကျွန်တော်တတိထားပြီးလောက်ကန်ဆောင်ရဲ့တင်လဲဆိုတော့ဥပဒေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအကျိုးဆောင်ပြီးလောရမယ့်ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေညီတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမွေတို့ပစ္စည်းမျိုးတွေနောက်ပြိဘောကပစ္စည်းတွေကျွန်တော်တို့ပဲမျိုးမျိုးတွေကျွန်တော်ပြောင်းလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဘွဲယုံဘွဲစားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာ တနင်္ဂနွေနေ့မွေးဖွားသူတွေဟာသတိထားပြီးလုပ်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ချင်တယ်ဆိုရင်ဘာလုပ်အောင်လဲဆိုတော့ကျွန်တော်မင်းမျိုးပန်းတပွင့်ရဲ့အုံတညွန့်ရဲ့အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာအိမ်တော်ရင်ချင်းနဲ့ပတ်သက်ရင်ကျွန်တော်ဝမ်းသာပျော်ရွှင်ရမယ့်ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းရဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဟာ6633ဆိုတဲ့ခန်းနံပါတ်၄ဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်၄ဖြစ်ပါတယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာတွေဂရုစားတင်လဲဒီလိုရံမျိုးတွေမှာကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာတွေဂရုစားတင်လဲဆိုတော့ကျွန်တော်ခေါင်းနေအုံနာမျိုးခေါင်းနေအမူရာမျိုးကျွန်တော်အယိုးကျောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတွေဆိုရင်တော့ခရီးထားတဲ့အဲကျမ်းမာရေးကိစ္စတွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေမှာပဲတနင်္ဂနွေနေ့မွေးဖွားသူတွေဟာထူးထူးခြားခြားကိစ္စတွေအောင်မြင်စင်ကြင်လို့ပဲဖြစ်ဖြစ်လူရင်တန်းကျင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမက်ဆော့ဖျားရှင်ကိုတော်မြတ်ကြီးကိုအသီးနှံ့နေကျွန်တော်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာတနင်္ဂနွေနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မက်ဆလ9ရက်ကနေပြီးတော့17ရက်နေ့အထိတနင်္လာနေ့မွေးဖွားသူများတနင်္လာသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်နောက်တွဲမှာကတော့တနင်္လာနေ့မွေးဖွားသူတွေဟာ ကိုရောက်နေတဲ့နေရာလုံနေတဲ့အလုပ်ကနေပြီးတော့ကျွန်တော်ပြောင်းရွှေ့ခင်းနေရှိတဲ့ရက်တွေပြောင်းရွှေ့ရမယ့်ကံရှိတဲ့အချိန်တွေဖြစ်နေပါတယ်အဲ့တော့ကျွန်တော်ပြောင်းရွှေ့ရမယ်ဆိုလဲကျွန်တော်ပိုကောင်းတဲ့နေရာကိုရောက်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ပူပင်တော့ကအားလုံးကျွန်တော်တို့မေးပြလိုက်လို့ပြောရမယ့်ရက်တွေဖြစ်တယ်ဘာပူပင်တွေရှိတာလဲအလုပ်ပဲဖြစ်ဖြစ်ငွေကြေးပဲဖြစ်ဖြစ် ိဘဒါနမီကိစ္စတွေပဲဖြစ်ဖြစ်ကျွန်တော်အရေးကြီးဘာကိစ္စပဲဖြစ်ဖြစ်ကျွန်တော်ပူပင်တော်ကတွေရှိတယ်ဆိုရင်မေးပြန်လိုက်ပါလို့ပြောရမယ့်ရက်တွေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုရံမျိုးတွေမှာတနင်္လာနေ့မွေးဖွားသူတွေကကျွန်တော်စိတ်ချမ်းသာစရာတွေရွယ်ကြုံမယ်ကျွန်တော်တို့တိုးတက်မှုတွေတစ်ခုပြီးတစ်ခုကျွန်တော်ဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့အကျန်စီတွေကျွန်တော်တို့တုံ့ဆန်းခြင်းမရှိပဲအားလုံးကျွန်တော်တို့အဆင်ပြေပဲကိုဘာကြံထားလဲကျန်စီတဲ့ကိစ္စတွေအောင်မြင်ပဲအလို့ဒေါ်လာစီးပွားဒေါ်လာတာလမီဒေါ်လာငွေကြေးဒေါ်လာမိဘဒေါ်လာကျွန်တော်ကျန်စီထားသမျှကိစ္စတွေကျွန်တော်တို့အားလုံးအဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအထင်းမှာတော့တခုရှိတာကျွန်တော်တို့ထီတို့ချဲတို့ဟိုဝါငါပါတဲ့လူဆိုထိုးမယ်ဆိုရင်ကျွန်တော်တို့ပေါက်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ပေါက်ရင်လည်းကျွန်တော်တခုတတိထားရတာတော့ဟိုထီတွေချဲတွေပေါက်ပြီးရင်တော့အင်းအလူတွေကျမ်းမာရေးတခုလေးဖြစ်တတ်တာတချောင်ချောင်လေးဖြစ်တတ်တာတော့တတိထားမဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီရက်တွေအတွင်းမှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ကန်ကောင်းနေတဲ့ရက်တွေလို့နမိတ်ကောင်းဖတ်ချင်ပါတယ်။အဲ့တော့အရေးကြီးတဲ့ကိစ္စတွေစတယ်မလားလောက်ကန်များပြောဆိုမလားဆုံးဖြတ်မလားဆိုရင်ကျွန်တော်လုံးတဲ့ရက်တွေဖြစ်တဲ့လုံးဝင်တဲ့အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တနင်္လာနေ့မွေးဖွားသူတွေဟာဘယ်ကိစ္စတွေဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကိုယ့်အတွက်အကျိုးရှိလဲအောင်မြင်စေလဲဆိုတော့ကျွန်တော်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီးစာရွက်စာတမ်းစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆန်စပါးတို့စီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်စားတောက်ကုန်တို့စားတောက်ဆိုင်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေမြေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပဲတို့ပြောင်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပရိဘောဂပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပုံစံလုံးဝမဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာထူးထူးခြားခြား အောင်မြင်အဆင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အနာရီကတော့ကျွန်တော်တို့အောင်မြင်အဆင်ပြေအကျိုးရှိပြီးတော့ဘယ်လုပ်ငန်းဘယ်ကိစ္စအနေနဲ့ပတ်သက်ရင်ကျွန်တော်သတိထားပြီးအလုပ်ကံဆောင်ရွက်သင့်လဲဆိုတော့အနုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအနာဂတ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရွှေတို့ရေတို့ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအနာဝါးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝါးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖေးဆိုင်တို့လက်ဖက်ဆိုင်တို့ဟို လဖတ်ဆူတို့လဖတ်ချောက်တို့ကျွန်တော်ထီးတို့ဖနက်တို့ဓာတ်ပုံတို့အဝတ်ထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒပစ္စည်းတွေဓာတ်တုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာဂရီထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့တနင်္လာနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ ဒါမှမဟုတ်ကျွန်တော်ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်တစ်ခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းလဲဆိုရင်မလုပ်ရလဲဆိုကျွန်တော်ရက်တောင်တက်လက်နဲ့ပဲကိုယ့်အိမ်မှာရှိတဲ့ရက်တောင်ဆုပ်ဆုပ်ဟောင်းဟောင်းအဲရက်တောင်တက်လက်နဲ့ပဲကိုယ်ရောင်းခြင်းတဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်တို့လွတ်လပ်ပြီးအရွယ်ရောက်သူဆိုရင်ကျွန်တော်စိတ်ဆက်တာမျိုးကြောင်းလန့်တာမျိုးကျွန်တော်ပေါင်းသိရတာမျိုးအိမ်တော်ပြရတာမျိုးလက်ထက်တာမျိုးတွေဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့အချင်းအိမ်တော်နဲ့ပတ်သက်ရင်ကျွန်တော်စိတ်ချမ်းသာမဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတနေ့လာနေမွေးဖွားသူတွေနေတဲ့အချိုးဘေးကံကောင်းစေတဲ့ခန်းနံပါတ်ခန်းနံပါတ်တရား2358ဆိုတဲ့ခန်းနံပါတ်တရားအချိုးဘေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပြီးကျမ်းမိုင်းနဲ့ပတ်သက်ရင်ကျွန်တော်နှလုံးနဲ့ပတ်သက်တဲ့ယောဂါလေးတွေတတိထားရမယ်ကျွန်တော်အသက်ရှူမွေးရတာမျိုးမွန်းကျက်တာမျိုးလေးတွေတတိထားရမယ်ရက်တွေဖြစ်တယ် အဲ့တော့ဒီရက်ဒီတွင်မှာပဲထူးထူးခြားခြားကိစ္စတွေကျွန်တော်အစဉ်ပြေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လှူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲဒါမှမဟုတ်ကိုယ့်ရဲ့ကိုယ့်အိမ်ရဲ့ပတ်ဝန်းကျင်ကကလေးတွေကိုပဲကျွန်တော်စမှုစားကျွန်တော်ကျွေးလူပြီးဆူတောင်းလိုက်မယ်ဆိုရင်ထူးထူးခြားခြားကိစ္စတွေအောင်မြင်အစဉ်ပြေပြီးမြောက်သွားမယ်တပတ်တာဖြစ်သွားပါလိမ့်မယ်တနင်္လာနေ့မွေးဖွားသူများအားလုံးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာအခုမတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းဟောကြားပေးတော်မှာဖြစ်ပါတယ် ဲ့တော့ဒီတပတ်တာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်အပြောင်းအလဲတွေကြုံတွေ့ရတဲ့ရက်တွေဖြစ်တယ်ကျွန်တော်နေရာပြောင်းရတာမျိုးတွေအလုပ်နေရာပြောင်းရတာမျိုးတွေကိုနေတဲ့နေရာပြောင်းရတာမျိုးတွေဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တမျိုးကနေအခြားတမျိုးကိုပြောင်းရတာမျိုးအကုတ်တိုင်းမြေကနေအခြားတိုင်းမြေကိုကျွန်တော်တို့ပြောင်းရတာမျိုးတွေအေးပြောင်းသွားရတာမျိုးတွေကျွန်တော်တို့ဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဒီလိုရံမျိုးတွေမှာအင်္ဂါနေ့မွေးဖွားသူတွေဟာကိုယ့်ရဲ့လုံဆောင်ချက်ကိုယ့်ရဲ့ကိစ္စအတိုင်းမှာကျွန်တော်တို့အပြောင်းအလဲဖြစ်တဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့အပြောင်းလဲကြုံမဲ့ရက်တွေအပြောင်းလဲဖြစ်မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအရေးကြီးတဲ့ကိစ္စတွေကျွန်တော်စတင်ပြုမှုပြောဆိုဆုံးဖြတ်မလားအလုတ်ကင်မလားဆိုရင်တော့ကျွန်တော်လုတ်ကင်တဲ့ရက်တွေဖြစ်တယ်ကျွန်တော်လုတ်တဲ့ရက်တွေဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ဘယ်ကိစ္စမဆိုပြောင်းရွှေ့ပြီးနေထိုင်လုတ်ကင်မယ်ဆိုရင်ကျွန်တော်တို့ကောင်းမယ်အဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာဘယ်လုပ်ငန်းတွေဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်အကျိုးရှိလဲကောင်းလဲဆိုတော့ကျွန်တော်ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေ တွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအတိအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတလိုနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဥရီတို့အုတ်ချိုရီတို့အိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးဆောင်ပြီးလောရမယ့်ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချိုရီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာထူးထူးခြားခြားပို့ပြီးတော့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့အဲ့ဒါလေးကတော့ကျွန်တော်အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်အဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးလို့ဖနှက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစီယုံပြောဆိုပြီးလုံအောင်မဲ့ကိစ္စမျိုးတွေဓာတ်ရုပိဒါပစ္စည်းတွေတတ္တုပစ္စည်းတွေဓာတ်ဝန်ဓာတ်ဝန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလူမျိုးကြပါသားကြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆက်သွယ်ရေးဆောင်ရွက်ရမယ့်ကိစ္စမျိုးတွေဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအရေးကြီး ။စာရဲစာရန်စာရုပ်စာရန်နဲ့ပတ်သက်တဲ့ကိစ္စတွေ၊စံစီစေစာစားတော့ကုန်စားတော့ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာဂတိထားပြီးတော့လောက်ကန်ဆောင်ရဲတဲ့တဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေမှာပဲအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အနီအောင်နှင်းစီပန်းတပွင့်လေးပဲအနီအောင်နှင်းစီပန်းတပွင့်လေးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခေါက်ပေးမယ်ဒီပစ္စည်းတွေကျွန်တော်ဝယ်မဲ့သူအများလားအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင် ဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေမှာတော့ကျွန်တော်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေခန်းနံပါတ်တွေတစ်ခုရွေးချယ်မယ်လို့ဆိုရင်အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ16390ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်အစဉ်ပြေမဲ့ရက်တွေဖြစ်ပြီးကျန်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဂျက်မိုက်နဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့အစာမဆေးမနဲ့ပတ်သက်တာတွေသတိထားရတယ်။အဲ့တော့အစာစာရင်မတည့်တာ၊ဆေးနဲ့အစာစာရင်မတည့်တာ၊ဆေးဆေးမတည့်တာလေးတွေကျွန်တော်သတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်တခုခုကိစ္စတွေအဲထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ထူးထူးခြားခြားကိစ္စတွေအဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်ထောင်းဖို့ကျွန်တော်လှူကျင်တန်းခြင်းလို့ပဲဖြစ်ဖြစ် ဘာလို့ရလဲဆိုတော့ကျွန်တော်ဟိုငှက်တကောင်ပဲဖြစ်ဖြစ်အာစာလေးတွေပဲဖြစ်ဖြစ်ကျွန်တော်လှုပ်ပေးမယ်ဆိုရင်လှုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေအနေနဲ့ဒူဒူရရကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်ပြီးမြောက်သွားမယ်ကျွန်တော်တပတ်တာဖြစ်သွားပါလိမ့်မယ်အင်္ဂါနဲ့မွေးဖွားသူများလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိဗုဒ္ဓဘုရင့်မွေးဖွားသူများဗုဒ္ဓဘုရားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်ဒီဘက်တာတွင်မှာတော့ဗုဒ္ဓဘုရင့်မွေးဖွားသူတွေဟာ ကျွန်တော်တို့အလွန်ပင်ပန်းမဲ့ရက်တွေလို့ပြောရမယ့်ရက်တွေဖြစ်တယ်။တခုလုံးကျွန်တော်ပင်ပန်းတာမျိုးတွေကိုပင်ပန်းတဲ့တော့ကျွန်တော်တို့အကျိုးမရှိတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရံမျိုးတွေမှာပဲဗုဒ္ဓဟူးနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးတစ်ချောင်းတစ်ချောင်းလေးတွေဖြစ်တတ်တယ်။ယောဂလေးတွေကျွန်တော် ဖြစ်တတ်တာကိုတတိထားမယ်။အဲ့တော့ဒီရက်တွေမှာဘလို့ဘလောက်ကောင်းကောင်းဘလို့ဟိုကောင်းတဲ့အစားအသောက်ကိုပဲကျွန်တော်တို့စားစားကျွန်တော်စားမကောင်းဖြစ်တာမျိုးတွေဂရင်းတွေတွေ့တာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ငွေကြေးတွေဆုံးမသွားတတ်တဲ့ အဲ့တော့ကျွန်တော်ဟိုချိမယ်လို့ငှားမယ်လို့ကျွန်တော်ဆိုရင်မလုပ်သင့်ဘူးအာမခံမဲ့ကိစ္စတွေကျွန်တော်မလုပ်သင့်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့တခုရှိတာဒီလိုရံမျိုးတွေမှာအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရှင်းရပြောကြနင်းရမယ်ဆိုရင်အမွေရနိုင်တဲ့ရက်တွေတော့ဖြစ်တယ်အဲ့တော့အမွေရစရာရှိမဲ့လူမျိုးဆိုရင်ဒီလိုရံမျိုးတွေမှာကျွန်တော်အမွေတောင်းတာမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရှင်းလင်းဆောင်ရွက်တာမျိုးတွေဆိုရင်အမွေရတတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာကျွန်တော်တို့ညီတွေဖုံးနေတော့ရတတ်တယ် မြေတွေဖုန်းနေတော့ကျွန်တော်ဝင်လာတတ်တယ်အဲ့တော့ဝင်လာပြီးအဲ့မြေတွေဖုန်းနေရပဲကိုယ်စိတ်ဒုက္ခပြန်ပေးတတ်တာမျိုးစိတ်ညစ်စရာပေါ်တတ်တာမျိုးတွေကိုတို့တတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဗုဒ္ဓဟူးနေ့မွေးဖွားသူတွေဟာဒီရက်တွေအတွင်းမှာတော့ကျွန်တော်ကံကောင်းလားဆိုတော့ကောင်းတယ်လို့ပြောလို့မရဘူးဆိုးလားဆိုတော့ဆိုးတယ်လို့ပြောလို့မရဘူးဖြစ်တတ်တယ်ဖြစ်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့တခုရှိတာစိတ်ညစ်စရာခီးတွေကျွန်တော်တို့တွားတတ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲ အခြားသူမသိကျင်တဲ့ကိစ္စတွေကိုတတလုံးဖုံးထားတဲ့ကိစ္စတွေဥမာစော်ကိစ္စပဲဖြစ်ဖြစ်အကျွေးကိစ္စပဲဖြစ်ဖြစ်ကိုတတလုံးဖုံးထားတဲ့ကိစ္စတွေအခြားသူမသိတဲ့ကိစ္စမျိုးမသိကျင်တဲ့ကိစ္စမျိုးတွေဆိုရင်ဒီလိုရမျိုးတွေမှာကျွန်တော်တို့ပေါ်တတ်တာမျိုးပြဿနာတတ်တာမျိုးတွေတော့သတိထားရမယ့်ချက်တွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ခေါင်းကပြောခဲ့တယ်လို့ပဲပေါ်တော့ဖူးနေမွေးဖွားသူတွေဟာကံကောင်းတယ်လို့ပြောလို့မရတဲ့ရက်တွေဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်မူရာစိတ်မူရာတွေနှုတ်မူရာတွေကိုထိမ့်မယ်ဆိုရင်တော့ကျွန်တော်တို့ကောင်းသွားမယ်အဲ့တော့ဒီလိုရမျိုးတွေမှာပေါ်တော့ဖူးနေမွေးဖွားသူတွေဟာ ကျွန်တော်ဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်အကျိုးရှိတဲ့ဘယ်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခုနကပြောခဲ့တဲ့အမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမွေလိုပစ္စည်းမျိုးတွေဖုန်းတို့ပရိဘောဂပစ္စည်းတို့ပဲတို့ပြောင်းတို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေထီးတို့ဖနက်တို့ဓာတ်ပုံတို့ပြစီပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတုပိဒပစ္စည်းတွေဓာတတုပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်စီတို့ဒီဇယ်တို့လူမျိုးကြမှာသားကြားနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာ ဗုဒ္ဓဘူးနဲ့မွေးဖွားသူတွေဟာအကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အနားနေရတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်ကိစ္စတွေဘယ်လုပ်ငန်းတွေဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလောက်ကိုင်းတင်လဲဆိုရင်တော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေတွတ်တန်တက်တဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတီးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်မရှိတဲ့ပတ်သက်တဲ့ကိစ္စတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကြောင်းတို့ကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလောက်ကိုင်းဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဗိုလ်ထုနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်နေဆိုရင်ဘာလို့အောင်လဲဆိုတော့ကျွန်တော်တပြေတညွန့်ရဲ့ခန်းတော်တညွန့်ရဲ့အဲ့နှညွန့်တွေပေါင်းပြီးတော့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့အိမ်တော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့သတိထားမယ့်ရက်တွေတောင်းနဲ့တောင်းညှိမြနှိုင်းမြဆိုတဲ့ရက်တွေဖြစ်ပါတယ်။အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့၃၄ ငါးခွန်ဆိုတဲ့ခဏနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခဏနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီ entity တွင်းရဲ့ကျမ်းမာရေးကိုကျွန်တော်တို့သွားနာတာမျိုးသွားကြိုက်တာမျိုးတွေတွေတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီ entity တွင်းမှာပဲကျွန်တော်တခုလူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်တခုကိစ္စတွေထူးထူးခြားခြားအောင်မြင်အစဉ်ပြေခြင်းဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖျားမှာပဲမျက်စောပြချင်းကိုရောင်မြကြီးကိုမင်းမျိုးပန်းတွေဝေဝေဆာဆာကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ပေါ်တူဖူးနဲ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။ ဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့အထိဂျာလာရီနေမွေးဖွားသူများဂျာလာရီသားသမီးများအတွက်တပတ်တာယူရောမင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့ဂျာလာရီနေမွေးဖွားသူတွေဟာသူတမားမကောင်းပြောတာမတရားပြောတာမျိုးခံရမဲ့ရက်တွေဖြစ်တယ်။အဲ့တော့ကိုဘလောက်ကောင်းအောင်လုပ်လို့ကိုဘလူပဲနေနေကိုမတရားပြောတာမျိုးတွေမကောင်းပြောတာမျိုးတွေတော့ကျွန်တော်ခံရမဲ့ရက်တွေဖြစ်တယ်။ ဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့ငွေကြေးတွေဆုံးမသွားတတ်တယ်အဲ့တော့ငွေချိရမယ်ကြေးရချိရချင်းငားမယ်ကိစ္စတွေဆိုကျွန်တော်မချင်းငားသင့်ဘူးအာမခံရမယ်ကိစ္စတွေဆိုရင်ကျွန်တော်တို့အာမမခံသင့်ဘူးအဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်ဂျာနာလေးတွေမွေးဖွားသူတွေဟာကျင်းနေရမယ်လို့ကျွန်တော်ကျင်းနေရမယ်လို့တွက်ထားတဲ့ငွေတွေကျင်းနေလာပြီးမယ်ဆိုပြီးတွက်ထားတဲ့ငွေမျိုးတွေဝင်မဲ့ငွေမျိုးတွေကျွန်တော်လွှဲသွားတတ်တယ်အဲ့တော့ကျင်းနေဆိုပြီးကျွန်တော်ငွေဝင်မဲ့ကိစ္စတွေမဝင်ဘူးဖြစ်သွားတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတော့ဂျာနာရီနေမွေးဖွားသူတွေကဘလောက်ပဲကျွန်တော်တို့ကောင်းအောင်လုပ်ထားလုပ်ထား ဘလောက်ပဲကောင်းအောင်လုပ်လို့ဘလောက်ပဲကျွန်တော်တို့စေနာထားပြီးလုပ်လို့ကိုလုံးတဲ့ကိစ္စတွေကတော့ကျွန်တော်တို့အရာထင်မှမဟုတ်တဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေတွင်မှာပဲကျွန်တော်အရေးကြီးတဲ့ကိစ္စတွေစတင်လုပ်ကိုင်မယ်ဆိုရင်မလုပ်ကိုင်တင်နေဘူး။ဆုံးဖြတ်မယ်ဆိုရင်မဆုံးဖြတ်တင်နေဘူး။ပြောင်းရွှေ့ပြီးလုပ်ကိုင်ရမယ်ကိစ္စတွေဆိုကျွန်တော်မပြောင်းရွှေ့တင်နေဘူး။ရင်းနေပြီးလုပ်ရမယ်ကိစ္စတွေဆိုကျွန်တော်ရင်းနေပြီးကျွန်တော်မလုပ်တဲ့ရက်တွေဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လုပ်ရင်ကျွန်တော်တို့မောင်မြင်နေတဲ့အချိန်မောင်မြင်နေတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်နေ့အတွင်းမှာတော့ဂျာတာပြည်နေမွေးဖွားသူတွေဟာကျွန်တော်လုပ်ငန်းစီးပွားကျွန်တော်တို့ကိစ္စတွေကျွန်တော်ပုံမှန်မှန်လုပ်တဲ့ကိစ္စတွေဖြစ်တယ်အဲ့တော့အဲ့ဒါမှမဟုတ်ကျွန်တော်တို့လုပ်မယ်လို့ပြုမယ်လို့ဆက်လုပ်မယ်လို့လုပ်မယ်ဆိုရင်ကျွန်တော်ဆက်လုပ်မယ်ဆိုရင်လုပ်ငန်းတွေတိုးချဲ့မယ်ဆိုရင်ကျွန်တော်မဖြစ်မနေလုပ်မယ်ဆိုရင်တော့ကျွန်တော်မလုပ်သင့်ဘူးလုပ်မယ်ဆိုရင်မျက်ရည်ကျဖို့ပဲရှိတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာဂျာနာပလေးနဲ့ငွေဖောက်သူတွေဟာကျွန်တော်ကံအားနည်းတယ်လို့ပြောရမယ်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာဂျာနာပလေးနဲ့ငွေဖောက်သူတွေအနေနဲ့ အဲဘယ်ကိစ္စတွေကျွန်တော်ဘယ်လုပ်ငန်းလေးတွေနဲ့ဆိုရင်တော့အကျိုးရှိတယ်ဆိုတာလေးကိုပြောမယ်အဲ့တော့ဘယ်ကိစ္စတွေဘယ်လုပ်ငန်းတွေဆိုရင်တော့အကျိုးရှိတယ်ဆိုတော့ကျွန်တော်မြင်တဲ့ပတ်သက်တဲ့ကိစ္စမျိုးအဲ့တော့ပွဲရုံပွဲသားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေပဲမျိုးမျိုးပြောင်းမျိုးမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမုန်းလုပ်ငန်းတို့ကျွန်တော်ဖုန်းလုပ်ငန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စတွေခီးတို့ဖက်နဲ့တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ဥပဒေပစ္စည်းတွေဓာတ်တုပစ္စည်းတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ ဒီလိုရမျိုးတွေမှာတော့အောင်မြင်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ကြိုးရှိပြီးဘယ်ကိစ္စဘယ်လုပ်ငန်းတွေဆိုရင်တတိထားပြီးလုပ်ကင်ဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်တို့ចောင်းတဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်ကားကားနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စတွေကွန်းတို့ခြံတို့ကျွန်တော်ကိုင်းတို့ငရုတ်တို့ကျွန်တော်တို့ချက်သွင်မျိုးချက်သွင်နေတဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခင်းညင်တီတို့ခင်းသီးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုလုပ်ငန်းတွေကျွန်တော်တို့ ဒီအတိနံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေခီးသွားပြီးလောင်းရမယ့်ကိစ္စမျိုးတွေအတန်တို့ဂီတာတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာဂျာတာပေးနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ချင်တယ်ဆိုရင်မြေပဲဖြစ်ဖြစ်ကားပဲဖြစ်ဖြစ်ရောင်းထွက်ချင်တယ်ဆိုရင်ကျွန်တော်ဘာလို့လဲဆိုတော့တစ်ခါတည်းတစ်လုံးနဲ့စိမ့်စိမ့်ကျွန်တော်မှဲ့မဲ့ကြီးကြီးသေးသေးတစ်ခါတည်းတစ်လုံးနဲ့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက် ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအများလာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ချစ်သူကြီးကြတွေပို့မင်္ဂလာကိစ္စတွေရက်ရွှေရတယ်ပြီးအိမ်တော်ရှင်တွေပို့လည်းကျွန်တော်ညှိမြာနှိုင်းမြာတဲ့ရက်တွေဖြစ်ပါတယ်။အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့2354ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းသတိထားမယ့်ကျမ်းမာရီကတော့ကျွန်တော်တို့အစာအစိတ်ဖြစ်တာတွေတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီလိုရံမျိုးတွေမှာပဲဂျာနာပိနေမွေးဖွားသူတွေဟာထူးထူးခြားခြားကိစ္စတွေအောင်မြင်အဆင်ပြေခြင်းလိုပဲဖြစ်ဖြစ်လူကျင်တန်းကျင်လိုပဲဖြစ်ဖြစ်ကျွန်တော်အိမ်ပြားမှာပဲမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုနှင်းဒီပန်းနေဘာအောင်ဖြစ်ဖြစ်ကျွန်တော်တို့ဝေဝေဆာဆာကတ်လူပြီးဆူတောင်းလိုက်ပါခင်ဗျာဂျာနာပိနေမွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီဘက်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့အထိတောက်ကြနေမွေးဖွားသူများတောက်ကြသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းဟောကြားပေးတော့မှာဖြစ်ပါတယ်ဒီတစ်ပတ်တာအတွင်းမှာတော့တောက်ကြနေမွေးဖွားသူတွေဟာ ဖုံးနှကိုကြီးနေတဲ့ရက်တွေဖြစ်တယ်။ကို့အကြီးကဲမားစားတာမျိုးတွေအကြီးကဲကျွန်တော်တို့ကိုညီတာမျိုးတွေတခုခုအကြီးကဲလို့ရှင်ရင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အကြီးကဲပဲဖြစ်ဖြစ်အထက်လူကြီးပဲဖြစ်ဖြစ်အကြီးကဲတွေဆရာနေကိုအခုညီတောင်းမယ်ဆိုရင်လွန်နေတဲ့ကိုယ်အခုညီရတာမျိုးတွေဖြစ်မယ်အဲ့တော့ကိုယ့်ကိုအကြီးကဲမားစားမယ်ကိုယ့်ရဲ့ဖုံးတော်ကိုလည်းကျွန်တော်ကြီးမြင့်နေတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့ရွှေဝင်တာမျိုးတွေရွှေကောက်ရတာမျိုးတွေကျွန်တော်ဖြစ်တတ်တဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအဝေးကနေပြီးတော့ ကိုယ့်ရဲ့အောက်လက်ငယ်သားကိုယ့်ရဲ့ညီကိုကိုယ့်ရဲ့တာဏမိမိတ်ဆွေတွေနဲ့ကျွန်တော်တို့တာဏမိမိတ်ဆွေတွေရောက်လာတာမျိုးတွေကျွန်တော်တို့ဝေးကွာနေကျွန်တော်အဆက်အသွယ်ပြန်ရတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တခုရှိတာကတော့အလုံးလုံးနေတဲ့လူဆိုရင်တော့ကျွန်တော်အလုံးထွက်စိတ်တွေပေါ်တတ်တယ်အလုံးပြောင်းကျင်တဲ့စိတ်တွေတွေတော့ကျွန်တော်ဖြစ်တတ်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးနေရာမျိုးတွေမှာတော့ကျွန်တော်အလုံးပြောင်းရွှေ့ပြီးလုံးရမယ်ဆိုရင်တော့ကျွန်တော်မလုံးတင်နေဘူးအလုံးထွက်မယ်ဆိုရင်တော့စဉ်းစားထားတယ်ဆိုရင်တော့ကျွန်တော်မထွက်တင်နေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့တခုရှိတာက ကျတော့ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာမနာလိုသူတွေလို့လို့ကိုယ်မနာလိုသူတွေလို့တို့ကိုယ်အလုပ်တွေကျွန်တော်တို့ထိခိုက်တတ်တာတော့သတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အလုပ်ဖောက်ကံပြခြင်းကျွန်တော်တို့စိတ်ဝမ်းကွဲစရာကြုံရတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်ချင်းကားအမခံတဲ့ကိစ္စတွေဆိုတော့ကျွန်တော်မလုပ်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့လုပ်ရင်ကိုကြားထဲကဆိုက်ရှင်းရတတ်တယ်တက်နာတက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့တခုရှိတာကျွန်တော်ငွေကန်လေးနေနေပြီးနဲ့ကျန်တဲ့ကန်လေးတွေအရောကျွန်တော်တို့ကောင်းနေတဲ့အချိန်ဖြစ်နေတယ် ဲ့တော့ကျန်တဲ့ကံတွေကဘာကံလဲဆိုတော့ကျွန်တော်ပညာကံတို့ကျွန်တော်တို့ထိကံတို့နိုင်ငံခြားကံတို့ယာထုကံတို့ကောင်းနေတဲ့ရက်တွေဖြစ်နေပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအနေမွေးဖွားသူတွေဟာကျွန်တော်ဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်အကျိုးရှိတယ်ဘယ်လုပ်ငန်းလေးတွေနဲ့ပတ်သက်ရင်တော့ကိုယ့်အတွက်အကျိုးရှိပြီးအောင်မြင်စေလဲဆိုတော့ ကျွန်တော်လူမျိုးသားဘာသာများနဲ့ပတ်သက်တဲ့ကိစ္စမျိုးအဝွင့်ထန်တဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်တုပစ္စည်းတွေဓာတုဗေဒပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓီးတို့ဖနက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေနေတို့အမွေတို့ဖုန်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမုတ်လုပ်ငန်းတို့ကျွန်တော်ပဲမျိုးမျိုးပြောင်းမျိုးမျိုးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပရီပေါ်ကပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပွဲရုံပွဲစားပုံစံလုပ်ရမယ့်ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေအနေနဲ့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စလေးတွေနဲ့ဆိုရင်တော့တတိထားပြီးလုပ်ကင်ဆောင်ရွက်တဲ့လေဆိုတော့ကျွန်တော်အတန်နဲ့ပတ်သက်တဲ့ကိစ္စတွေဂီတနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတွတ်တန်တက်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဂလူမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာတောက်ကြနေမွေးဖွားသူတွေဟာ သတိထားပြီးကျွန်တော်လုတ်ကင်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာပဲတောက်ကြနေငွေဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ဒါမှမဟုတ်ကိုယ်ဆိုင်မှာပစ္စည်းတွေရောင်းမထွက်လို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ခြင်းလေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ကြက်တုံနေတလုံးနဲ့ကြက်တုံအနီတလုံးနဲ့ကြီးကြီးတိတိအဲ့ကြက်တုံနေတလုံးနဲ့ပဲကိုယ်ရောင်းနေတဲ့ပစ္စည်းတွေကိုတို့ထီရိုက်ခေါက်ပေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အိမ်တွင်းရေးအိမ်တော်ရေးအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမတရားတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီလိုရံမျိုးတွေမှာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့6539ဆိုတဲ့ခန်းနံပါတ်တွေအားအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ခားချိန်နဲ့ပတ်သက်တာတွေဒီသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တောက်ကြနေမွေးဖွားသူတွေရာတခုလေးကျွန်တော်တို့ထူးထူးခြားခြားကိစ္စလေးတွေကျွန်တော်အောင်မြင်အဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့အိမ်ဖျားမှာပဲပေါင်မုတ်၅ချက်ကိုကျွန်တော်ထပ်ပြီးတော့ကျွေးပန်းကားလေးပေါ်ကိုကျွန်တော်တင်ပြီးတော့ပေါင်မုတ်၅ချက်ကိုထပ်ပြီးတော့ မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကိုလေးလေးနက်နက်ကပ်လို့ပြီးဆုတောင်းလိုက်ပါခင်ဗျာတောက်ကြနေမွေးဖွားသူများလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာဒီတစ်ပတ်မတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကျွန်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာပေါ်တတ်တဲ့ရက်တွေဖြစ်တယ် အဲ့တော့အင်္ဂိစာတွေအိမ်ရောင်းဝယ်ကိစ္စမျိုးတွေအိမ်နဲ့ပတ်သက်တာမျိုးတွေရောင်းဝယ်စာချုပ်ချုပ်ဆိုတာမျိုးတွေဆိုရင်တော့ကျွန်တော်တို့သတိထားဖို့လိုတယ်ကိုယ့်ရဲ့အိမ်တွေရဲ့ကိစ္စလေးတွေကျွန်တော်ပေါ်ရတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကျွန်တော်လောင်းစားလုပ်တဲ့လူဆိုရင်တော့သတိထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့လောင်းစားလုပ်တဲ့လူဆိုရင်တော့ကျွန်တော်ဒုက္ခရောက်နိုင်မယ်အဲ့တော့ကျွန်တော်လောင်းစားနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ရှော့ထားမယ်ကျွန်တော်မလုပ်သင့်သေးဘူးနားလို့ရရင်ကျွန်တော်နားထနေတဲ့ရက်တွေဖြစ်တယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲကျွန်တော်တို့ခရီးဝေးတွေသွားရနိုင်မယ်။သွားရတဲ့ခရီးကကျွန်တော်တို့တောင်ဘက်ရက်တွေကိုဖြတ်တတ်တယ်လို့နိုင်ငံခြားခရီးတွေလည်းကျွန်တော်တို့ဖြတ်တတ်တဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေတည်းမှာစနေနေ့မွေးဖွားသူတွေဟာဖျားဆင်းသူတော်တွေအဲသူများကျွန်တော်ဟိုကိုယ်ွယ်ဖို့ပေးတာမျိုးဖျားဆင်းသူတော်တွေကြွလာတာမျိုးရောက်လာတာမျိုးတွေရက်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့အိမ်တို့ကိုယ့်ရဲ့အလုပ်နေရာတို့ဆိုရင်ကျွန်တော်ဘာသာရေးသမားတွေဝင်ထွက်သွားလာနေတာမျိုးဘာသာရေးသမားတွေဝင်ထွက်တာမျိုးဘာသာရေးကိစ္စတွေပြောဆိုတာမျိုးတွေဖြစ်တတ်တဲ့ရက်တွေဖြစ်တယ် အဲ့တော့ဒီရက်ညွှန်းထဲမှာတော့ဇန်နေနေ့မွေးဖွားသူတွေကငွေတွေဝင်လာလဲဝင်လိမ့်မယ်ကျွန်တော်ထွက်စရာတွေရှိတာလဲကျွန်တော်တို့ထွက်နေမဲ့ရက်တွေဖြစ်နေတယ်အဲ့တော့ဒီရက်ညွှန်းထဲမှာတော့လုပ်ငန်းစည်းဝါကျွန်တော်တခုလုပ်ချင်လို့ပဲဖြစ်ဖြစ်တခုကိစ္စလေးတွေကျွန်တော်တို့စာရင်လို့ပဲဖြစ်ဖြစ်ပြောရင်ဆိုရင်ဆုံးမြတ်ချင်လို့ပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့လုပ်လို့ရတဲ့ရက်တွေဖြစ်တယ်အဲ့တော့လုပ်ငန်းစည်းဝါတွေစမလားစလို့ရတယ်အရေးကြီးတဲ့ကိစ္စတွေပြောဆိုဆုံးဖြတ်မလားဆိုရင်တော့ကျွန်တော်တို့ဆုံးဖြတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်ညွှန်းထဲမှာပဲကျွန်တော်တို့စနေနေ့မွေးဖွားသူတွေဟာ ဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘယ်ကိစ္စတွေဘယ်အကျိုးဘယ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်တို့ကောင်းလဲအကျိုးပေးတယ်လုပ်တင်လဲဆိုတော့ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလူလာတဲ့ပို့ပြီးပြောရမယ့်ကိစ္စမျိုးတွေတွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်ရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေလက်ဖက်ရည်တို့လက်ဖက်ဆိုတို့လက်ဖက်ချောင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာထူးထူးခြားခြားအောင်မြင်အကျိုးရှိတဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အောင်မြင်ကြိုးရှိပြီးဘယ်ကိစ္စဘယ်လုပ်ငန်းတွေနဲ့ဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့မြေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးဖုန်းတို့ကျွန်တော်တို့မုတ်လုပ်ငန်းတို့ပရိဘောဂပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘွဲယုံဘွဲစားပုံစံလုပ်ရမယ့်ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့အင်ရှောင်းပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥယျာဉ်အဆောက်အဦနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အရေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ ဒီလိုရမျိုးတွေမှာတတိထားပြီးလောက်ကန်ဆောင်ရွက်နေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတင်မှာပဲစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းချင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ချင်တယ်ဆိုရင်မလိုအောင်လေဆိုတော့ကျွန်တော်တို့မေမျိုးပန်းတစ်ပွင့်နဲ့ကျွန်တော်အုံတညွန့်နဲ့အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းချင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့တို့ထိရိုက်ခေါက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်နေ့အတွင်းမှာတော့ကျွန်တော်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုတော့ဆိတ်ရှုပ်ကောင်းဆုံးဆရာလေးတွေပေါ်တက်ပြီးတော့ချစ်သူရေးစားတွေကတော့ကျွန်တော်ဝမ်းသာပျော်ရှင်ရမယ့်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲစနေနေ့မွေးဖွားသူတွေဟာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့အယိုးအကျောနဲ့ပတ်သက်တာလေးတွေတတိထားရတယ်။အဲ့တော့အချိုးပေးကန်ကောင်းစီတဲ့ကဏ္ဍနံပါတ်တွေဟာ3ည3 46ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာပဲတခုကိစ္စတွေကျွန်တော်တို့ထူးထူးခြားခြားအောင်မြင်အဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်လူညင်တန်းခြင်းလို့ပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့ကိုမိတ်ဆွေကိုအလို့ဆိုကိုအလို့ကမိတ်ဆွေတွေပေါ့နော်ကိုအိမ်ပါဝင်ခြင်းဆိုကိုအိမ်ပါဝင်ခြင်းကကျွန်တော်မိတ်ဆွေတွေကိုရှောက်တီးလို့ကျွန်တော်တို့ကျွေးလူပြီးဆူတောင်းလိုက်ပါခင်ဗျာဇန်နေနေ့မွေးဖွားသူများလုံးကျမ်းမှချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ